လာပါရှင်။တင်းနေလိုက်တဲ့တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကို Dove Wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါ။ဒီနေ့တင်ဆက်ပေးမယ့်တင်တွေကတော့ Dove မှာ Fancy Bee စစ်မှုထမ်းဆူဆောင်ခံရသူတို့ညာတွင်းချင်းတိတ်ဆုံတဲ့အကြောင်း။ Dove မှာဆရာနာရှင်တက်လက်နက်ခံရဖို့စစ်ကြောင်းကိုဒရကစစ်ကြောင်းတိုက်ခိုက်တဲ့တင်။ပလာမျိုးမင်းပြင်းရွာကနေရင်တွင်စစ်တိုက်မိရှုခံရတဲ့အကြောင်း။ တဝဲထူးစီးပွားဆောင်ဒေသမှာရှိတဲ့ရလန်ရွာကိုစစ်အနာရှင်တပ်ကတနက်ပြစ်ပြီးဝင်လာလို့ရွာသားတွေထွက်ပြေးတဲ့အခြေအနေရေးမြို့နယ်အတွင်းတိုက်ပွဲဆက်ပြင်းထန်နေပြီးစစ်အနာရှင်တပ်အထိနာနေတဲ့အကြောင်းဆရတဲ့တဲ့င်းတွေကိုနားဆင်ရမှာပါရှင်တဝယ်မြို့တင်းမော့စစ်ရက်ွက်မှာအော်တိုဘာလဒုတိယပတ်အတွင်းအိမ်မှာညဖက်စစ်မှုထမ်းဖမ်းဆီးစုဆောင်ခံရတဲ့အမျိုးသားတအူးတိတ်ဆုံသွားပြီးတဲ့နောက်အလောင်းလာယူဖို့မိသားစုကိုအကြောင်းကြားလာတယ်လို့သိရပါဗျ။ ီတဲ့င်းကိုတော့ဒွေဝက်ရှ်အဖွဲ့သားတူအူကပြောပြပေးသွားမှာပါဒွေနုတင်မောဆေးရက်ကမှာအော်တိုပါလာဒုတိယပတ်ကအိမ်မှာညက်ဘက်စွန့်မှုထမ်းဖို့ဖန်ဆီးစုဆောင်းခံရတဲ့မျိုးသားတူအူတွေဆုံသွားခဲ့ပါတယ်နောက်တစ်ရက်မနေ့မှာတော့အလောင်းလာယူဖို့မိသားစုကိုအကြောင်းကြားခဲ့တယ်လို့သိရပါတယ်တေဆုံးသူဟာအသက်30လောက်ရွယ်ရှိတဲ့ကိုရန်နိုင်ဦးဆိုသူပါတေဆုံးရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ဒေဝဝက်ရှ်အနေနဲ့အတိအချအတိမပြုတ်နိုင်သေးပါဘူး ကိုရနေဦးဖမ်းခံရတဲ့ညမှာပဲဒွေမျိုးဘောကဘုံမော်ဇရစ်ဒေါငူနဲ့ကြက်ပင်ရက်ွက်တွေမှာလဲစစ်မှုထမ်းစုဆောင်ခဲ့တယ်လို့မျိုးကန်တွေကပြောပါတယ်ဆက်နာရှင်တက်ကအဲ့ဒီလိုနေအိမ်တွေတက်တီဝင်ပြီးစစ်မှုထမ်းစုဆောင်တဲ့အပြင်တပိတ်မျိုးပွဲကျင်းပတဲ့ကာလလုံးကလဲမျိုးအဝင်ထွက်ဂိတ်တွေမှာလမ်းသွားလမ်းလာလူငယ်တွေကိုစစ်မှုထမ်းဖို့ဖမ်းဆီးခဲ့ပါသေးတယ် တဝယ်မြို့နယ်မောင်မယ်ဆောင်ရွာမှာအော်တိုဘားလ73ရက်နေ့မနေ့ပိုင်းကအင်အားတရာလောက်ပါတဲ့ဆင်အနာရှင်တက်စစ်ကြောင်းကိုဒူရကစစ်ကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။ဆင်အနာရှင်တက်စစ်ကြောင်းဟာတဝယ်မြို့နယ်ဇဟာရွာအခြေဆိုင်အမှတ်300နှစ်အမြောက်တပ်ကနေရေဖြူမြို့ဘက်ကိုဦးတည်ပြီးလက်နက်ခရံပို့ဖို့ထွက်လာတဲ့စစ်ကြောင်းဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကပြောပါတယ်။အဲ့ဒီစစ်ကြောင်းကိုဒိုအန်မျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ဒူရကစစ်ကြောင်းကတိုက်ခိုက်ခဲ့တယ်လို့အော်တိုဘားလ14ရက်နေ့မှာရုပ်သံမှတ်တမ်းနဲ့တကွထုတ်ပြန်ထားပါဗျာ။ အဲ့ဒီရုပ်သံမှတ်တမ်းမှာပြည်တော်စုကားလမ်းမပေါ်ခြေလျင်သွားနေတဲ့ဆီယနာရှင်တပ်သားတွေကိုတော်လှန်ရေးရဲဘော်တွေကတနက်နဲ့ပြစ်ခတ်နေတာကိုတွေ့ရပါတယ်။တိုက်ခိုက်ခံရတာကြောင့်ဆီယနာရှင်တပ်ဖက်က9ဦးသေဆုံးပြီးဒူရကစစ်ကြောင်းဖက်ကအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဆီယနာရှင်တပ်က ထိခိုက်သေးဆုံးတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ဒူဝက်ရှ်အနေနဲ့တိကျအတိမပြုနိုင်သေးပါဘူး။ တိုက်ခိုက်ခံရပြီးတဲ့နောက်အော်တိုဘားလ14ရက်နေ့မနေ့အစောပိုင်းကစပြီးမောင်မန်ရှောင်းရအတွင်းဆီယနာရှင်တပ်သားတွေနေရာလာယူထားတယ်လို့ရသားတွေကဆိုပါတယ်မောင်မဆောင်ရွာဟာရေတဝဲကားလမ်းပေါ်မှာရှိတဲ့တဝဲမြို့နားကရွာကြီးတရွာဖြစ်ပြီးတိုက်ပွဲတွေနဲ့အစိအနာရှင်တက်ကနေအိမ်တွေကိုမိရှုဖြက်စီတာတွေကြောင့်ဒေသခံတွေရွာလုံးကျွတ်ထပ်ပြေးတိမ်းရှောင်နေရတာတစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။ပလောမြို့နယ်ပလောမြို့မင်းပြင်းရွာကအရသားနေအိမ်တွေကိုအစိအနာရှင်တက်စစ်ကြောင်းကဆက်တိုက်မိရှုဖြက်စီခဲ့တယ်လို့ဒေသခံတချို့ကပြောပါတယ်။ ဒီသတင်းကိုတော့ဒွေဝက်ရှ်အဖွဲ့သားတဦးကပြောပြပေးသွားမှာပါပလောမျိုးနဲ့ပလာမျိုးမင်းပြေရွာကအရက်သားနေအိမ်တွေကိုဆွမ်းနာရှိတဲ့ဆက်ကြောင်းကဆက်တိုက်မီရှုဖြစ်စီခဲ့လို့ဒေသခံအချို့ကပြောပါရတယ်။အော်တိုဘာလ23ရက်နေ့ညပိုင်းကမိထက်ရှုမှုမှာနေအိမ်၅လုံးမိလောက်ခဲ့ပြီးအနည်းငယ်မိလောက်ပြင်းစင်ခဲ့တဲ့နေအိမ်တချို့လည်းရှိတယ်လို့ဒေသအခြေအနေကိုသိတဲ့စင်ရင်တရေအင်းမြင့်တို့ကပြောပါရတယ်။ ဆန္ဒရှိတဟာစက်တဘာလ28ရက်နေ့အော်တိုဘာလ4ရက်နေ့အော်တိုဘာလ6ရက်နေ့နဲ့အော်တိုဘာလ10ရက်နေ့တွေမှာလဲမင်းတရွာကနေတွေကိုမိရှုခဲ့ပြီးစုစုပေါင်းနေရဲ30ကျော်မိရှုဖြစ်စီခံလိုက်ရတယ်လို့ဒေတာခန့်တွေစီကသိရပါဗျ။မင်းပြင်ရွာမှာ HA 150လောက်ရှိပြီးနေအိမ်တွေမိရှုခံရတဲ့အခြေအနေနဲ့ပတ်သက်လို့မြိတ်ခရဲအမတ်တက်တရင်ရဲ့တရင်မှုစီကိုဒူဝဲဝက်ကရှက်သွဲမင်းမြန်ထားဆဲဖြစ်ပါဗျ။ ဆန္ဒရှိတက်ဟာအမတ်ရှိပြီးထောက်စုလမ်းမကြီးကိုပြန်လည်ထိန်ချုပ်နိုင်ဖို့နဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့စစ်မှုထက်တပ်သားတပ်တွေကိုအုံပြုပြီးကြီးရည်လေးနဲ့ဆက်ကြောင်းထိုးနေတယ်လို့တီတုကောက်ကွယ်တပ်ဖွဲ့ဝင်တွေနဲ့ခေမျိုးတပ်မဟာလေးရဲ့တာဝန်ရှိသူအချို့ကအဆိုပါတယ်။ပလမျိုးပေါ်နဲ့မင်းတီရွာမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာနှစ်လကျော်လာပြီဖြစ်ပါတယ်။နှစ်ဖက်တိုက်ပွဲဖြစ်တာဆန္ဒရှိတန်လေးကြောင့်တိုက်ခိုက်တာစစ်သင်ဘောနဲ့ကြီးတပ်တို့ကလက်လက်ကြီးနဲ့ပြစ်တာနဲ့နေအိမ်မိရှို့တာတွေကြောင့် လာမျိုးခန့်အချို့မင်းပြည့်ရွာနဲ့နီမိုးကျေကျွာကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။တဝဲအထူးစီးပွားရေးဆောင်ဒေသမှာရှိတဲ့ရလန်ရွာကိုဆီယနာရှင်တက်စစ်ကြောင်းကအော်တိုဘားလ14ရက်နေ့ညနေပိုင်းမှာတနက်ပြစ်ပြီးဝင်လာတာကြောင့်ရွာသူရွာသားတွေကြောက်လန့်ထွက်ပြေးခဲ့ကြရပါတယ်။ဒီတင်းကိုတော့တဝဲဝက်ရှ်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။တဝဲထူစီဝိုင်းဆိုဒေတာမှာစီရင်ဇလိုက်ဂျီဝါကိုဆန္နာရှင်တက်စီချောင်းက ်အတူဘလာဆလီရဲ့ညာနေပိုင်မှာတနပ်ပကဝင်အောင်လာတာကြောင့်ရွာသူရွာသားတွေကြောင်လိုက်ထွက်ပြေးကြတယ်လို့ဒေသခံတွေကပြောပါတယ်အဲ့ဒီစေချောင်းဟာအတူဘလာဆလီရဲ့အမနစ်စောစောပိုင်မှာဘူးသူရွာကနေဆောက်လာပြီးမွန်လယ်ပိုင်မှာဇယ်လင်းရွာနားကိုစပြီးဆောက်လာခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီနောက်ညာနေလေးနာရီလောက်မှာတော့ရလရွာထဲကိုတနပ်ပြခတ်ဝင်ရောက်လာတာလို့ဒေသခံအမျိုးသမီးတူကပြောပါတယ် အဲ့ဒီစစ်ကြောင်းဟာအင်အားတရာလောက်ရှိပြီးအော်တိုဘားလာဆေးညာနေပိုင်းကစားလို့ဘူရူဂျီဝါဖိုးကြီးကမှလေးစတာတက်ဆွဲပြီးတဲ့နောက်ရလရွာဖက်ကိုထွက်ခွာလာတယ်လို့ဆိုပါတယ်စစ်ကြောင်းဟာအော်တိုဘားလာ15ရက်ဒီနေ့နေ့လယ်12နာရီအထိရလရွာလေးပိုင်းကလူနီအေရီမှာတက်ဆွဲထားတာကြောင့်ဒေသခံပြည်သူတွေထွက်ပြေးတေချောင်နေကြဆဲဖြစ်တယ်လို့ဆိုပါတယ် အင်အား၈ဆလောက်ရှိတဲ့ဆန္ဒရှင်တပ်စစ်ကြောင်းတစ်ကြောင်းအားလေအော်တိုဘားလ9ရက်နေ့ကဒိုဝဲမျိုးဖက်ကားဒီမီတင်ကားနှစ်စီးနဲ့ရလာရွာကိုရောက်ရှိလာခဲ့ပါတယ်တဲ့ရင်အောင်ဒေသခံတို့ရဲ့ဆိုင်ကယ်တစီကိုအာရမယူဆောင်သွားခဲ့ပြီးဒွေရင်နဲ့စေကန်ယာယီစစ်ကန်မှာအင်အားဖြင့်တပ်ဆွဲထားတယ်လို့ဒေသခံတွေစီကသိရပါတယ် ဆန္နာရှင်တဟာဒွေထူးစီဝိုင်းဆိုဒေတာကိုအော်တိုဘာလဒူရီယာပါကာစပြီးစစ်ကြောင်းတို့ကြောင့်ရောက်ရှိလာတဲ့တွေ့စီပင်ထန်လာမှာကိုလေဇိုးရင်နေကြတဲ့ဒေတာခံတွေကပြောပါတယ်မွန်ပြည်နယ်ရေးမြို့နယ်မြောက်ပိုင်းအမတ်ရှိပြောင်စုလမ်းမတစ်လျှောက်အင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဆန္နာရှင်တက်နဲ့တော်လိုင်းပူပေါင်းတက်တို့အကြတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့မြေပြင်တော်လိုင်းတက်ဖွဲ့ရိစီကသိရပါဗျာ ရင်းမြစ်နယ်မြောက်ပိုင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေစုမှုထားတဲ့အမတ်ရှိပြည်တော်စုလမ်းမကြီးကိုခမန်းအင်အား400နဲ့900ကြားရှိတဲ့စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေကစစ်ကြောင်း၃ချောင်းနဲ့ရင်းမြူကနေတန်ဖြူစရံမြို့နယ်အဆက်အထိစစ်ကြောင်းထိုးနေတာပါထိတ်ချုံနယ်မြေအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ဆီယနာရှင်တပ်ကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကြားဖြတ်တိုက်ခိုက်နေပြီးအော်တိုဘားလ10ရက်နေ့ကစလို့နေ့စဉ်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲအတွင်းဆီယနာရှင်တပ်ဖက်ကဘူဂျီတူအပါအဝင်တပ်ဖွဲ့ဝင်၁၀ဦးထပ်မံနေသိမ်းဆုံးပြီးထိခိုက်ဒဏ်ရာရသူလည်းများတယ်လို့တွန်လိုင်းပူပေါင်းတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။တိုက်ပွဲမှာအထိနာနေတဲ့ဆီယနာရှင်တပ်ကဆက်လက်ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေဆက်ပြင်းထန်နိုင်တဲ့အခြေအနေရှိတယ်လို့တွန်လိုင်းတပ်ဖွဲ့တွေနဲ့ဒေသတွင်းစစ်ရေးအခြေအနေကိုလေ့လာဆောင်ကြည့်နေသူတွေကသုံးသပ်ပါတယ်။ ဆင်းနာရှင်တက်စစ်ကြောင်းကိုမွန်ပြည်တော်လှန်ရေးတပ်ရေးပြည်သူကောက်ွယ်ရေးတပ်ရမညောင်မွန်တက်တော် KNL တရင်29တက်ခွဲတက်ဘျူဟာ33ဒေါနာချိန်မုံရေးတက်ခွဲနဲ့တပင်ရှိတွေ့ပူပေါင်းတက်တို့ကတိုက်ခိုက်နေတာပါအခုလိုတနင်္လာရီတင်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝါရှ်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။